ကိုထုံးမင်္ဂလာဆောင်ခဲ့မယ်ဆိုလို့ရှိရင်လည်းအဲကိုထုံးကလှုပ်ပေးပါဆိုကျွန်တော်လှုပ်ပေးမယ်အဲအလှဆုံးဖြစ်အောင်လှုပ်ပေးချင်ပါတယ်ဒါပေမဲ့အခုလိုလေးနေတာကိုလည်းပိုကြိုက်တယ်ဘာလို့ဆိုကိုနဲ့အဖွဲ့ဝင်တူနေတဲ့အတွက်ကြောင့်ပါခင်ဗျာ ါကတော့သူ့သဘောပါပဲဒါတွေကကျွန်တော်တို့ဘယ်လိုပြောရမလဲစူတောင်းမေးလို့လည်းမရဘူးလို့ကျွန်တော်အတင်းလို့ယူလို့လည်းမရဘူးပေါ့နော်သူ့ရဲ့အတိတ်ကံမှာပါလာတဲ့သူရှိမယ်ဆိုရင်တော့လေဒါဖုတ်ခနဲနေအိမ်တော်ကြရင်လည်းကြသွားမှာပဲအဲသူ့ရဲ့ရေဆက်ကလေးကနည်းနည်းပဲပါလာတယ်ဆိုလည်းနည်းနည်းပဲသူစုံသွားမှာပေါ့နော်ဟိုရေဆက်မပါလာခဲ့ဘူးဆိုလည်းအခုလိုမျိုးပဲလူပြိုကြီးပွားပွားနဲ့သူရှိနေမှာပေါ့အခုကတော့ကိုလိုပဲသူလည်းလူပြိုကြီးဖြစ်တဲ့တော့ဒါကတော့အဖွဲ့ဝင်တူတူဖြစ်တဲ့အတွက်အခုလိုလေးကတော့ပို့ပြောပါတယ်လို့ဘီဂျေရိုဖွဲ့ပါတော့ โอเคဟို example အဖွဲဆိုတာကလည်းပထမအဦးဆုံးအဖွဲဆိုပြီး wine ban ဖြစ်ခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့လူငယ်တွေကြားမှာအရန်ရေပန်းစားတာရေပန်းစားတာဖြစ်တဲ့အတွက်သူ့ဟာအရန်အားပေးခဲ့တာပြီးရင်အဲ့ဒီ example အဖွဲထဲမှာလည်းသူကအချောဆုံးလေဟုတ်တယ်မအချောဆုံးဆိုတော့သူရွေးပြီးပို့ပြီးအားပေးခဲ့တာဗောနော်အဲ့ဒါခါကျတော့ကိုထွန်းရဲ့ fan ပါလို့ big fan ပါလို့ဟုတ်ကိုထွန်းနဲ့တွေ့ရတဲ့အခါမှာသူကအရန် friendly ဖြစ်တယ်ဗောနော်ဟိုအရန်ဖော်ရွေးတယ်အရန် ဆက်ဆံရေးကောင်းတယ်ပြီးတော့အရန်ပျော်တတ်တယ်အရန် active ဖြစ်တယ်သူ့မှာကျွန်တော်အတွက်အတုခိုးကြတယ်အများကြီးပဲပြီးတဲ့အခါမှာအသက်ရွယ်နဲ့မလိုက်အောင်သူအားကစားတွေလေ့ကျင့်ခန်းတွေသူလုပ်တယ်အရန်အရန်ကိုကျွန်တော်အတွက်ပေါ့နော်လေးစားစရာကောင်းတယ်ကျွန်တော်အတူယူရတဲ့လူတွေမှာပါပါတယ်ခင်ဗျာအဲ့အတွက်လည်းကိုထွန်းကိုအရန်လေးစားပါတယ်လို့ဒီနေ့ကနေပြောပြစီခင်ဗျာအဲမကတော့ဘူးဟွာလောက်ရှိပြီအနည်း20လောက်ရှိပြီအနည်း20နီးပါးလောက်ရှိပြီပေါ့ဟုတ်ကဲ့ အဲ့ဒါဒီလိုမျိုးသီလားအဲ့ဒီပုံကဘယ်လိုဖြစ်သွားရလဲဆိုတော့ကျွန်တော်ကစိန်နှန်းတော်ကလေစိန်နှန်းတော်ကမန်နေဂျာမတ်ထက်ရဲ့မင်္ဂလာဆောင်သွားတာအဲ့မှာကိုထုံးနဲ့တွေ့တာကိုထုံးနဲ့တွေ့တော့ကိုထုံးကလည်းကို့ကိုတွေ့တဲ့ချိန်မှာအားရဝမ်းသာနှုတ်ဆက်တယ်ကိုကလည်းကို့ညီကောင်မောင်တို့မှတွေ့တဲ့ခါကျတော့စကားတွေပြောကြတော့ပြောရင်းနဲ့ကျွန်တော်ကပြောလိုက်မိတာကိုထွန်းရေလို့အာကျွန်တော်ចောင်းသားဘွားတော့ကလေလို့ကိုထွန်းတို့အိဇာမဲအဖွဲ့ကိုလို့ stage show မှာလာအားပေးရင်းနဲ့ကိုထွန်းနဲ့တွေ့ရထားတဲ့ပုံလေးရှိတယ်အဲ့ဒါလေးကျွန်တော်တင်လိုက်မယ်နော်လို့သူစီကခွင့်တောင်းလိုက်တာခွင့်တောင်းတော့တင်လိုက်တင်လိုက်တယ်ကျွန်တော်လည်းကြည့်ချင်တာလေတင်လိုက်တယ်ဆိုတော့အဲ့ဒါ ဲ့ပုံလေးကိုကျွန်တော်တင်လိုက်တင်လိုက်တော့ကျွန်တော်အဲ့နေ့ကလည်းတွဲရိုက်ထားတဲ့ပုံလေးနဲ့ပေါ့နော်ကျွန်တော်တင်လိုက်တာတင်ပြီးတော့ကျွန်တော်စတယ်တော့ဘူးပိုနုလဲပေါ့အမှန်တော့ကိုထုံးကပိုနုတာအပြင်မှာလေးတကယ်ဟန်ဆန်ခါတဲ့ဟိုဗလာတွေနဲ့လေးသူအရန်မိုက်တာပေါ့နော်အဲ့တော့အရန်မိုက်တဲ့ဘီဘယ်လိုပြော BJ ကြီးခေါ်တာအရန်မိုက်တဲ့ BJ ကြီးပေါ့နော်ကိုထုံးကဆိုတော့ကျွန်တော်စပြီးတော့ကျွန်တော်တင်လိုက်တာအဲ့ပုံလေးကဒါမီဒီယာပေါ့ခုရောက်သွားတာပေါ့နော်ဟိုဘယ်လိုပြောရမလဲအဲ့တုန်းကကျတော့ကျွန်တော်ကလေဟို ကျောင်းသားဘဝပဲရှိသေးတယ်ကိုထွန်းတို့ရဲ့ example တခြင်းတွေကလည်းအရင်ခေတ်စားရတာလေအရင်ခေတ်စားတဲ့အခါကျတော့အဲ့တခြင်းလေးနဲ့အတူကြီးခဲ့ရတာပေါ့ကိုရီးယားကြီးခဲ့ရတဲ့အခါကျတော့သူတို့ stage show လုပ်တယ်အဲ့တော့ train driver တို့ဘာလို့လဲပါတာပေါ့နော်အများကြီးပဲပါတယ်အဲအဲ့ဒီအဲ့ဒီခေတ်မှာပါရှိတဲ့အဆိုတော်တွေပေါ့နော်အဲ့အဆိုတော်တွေကတခြင်းဆိုတဲ့ကိုရီးယားသွားပြီးတော့ပတ်စံပေးပြီးတော့တကြည့်ရတာလေအဲ့တော့ first stage မှာ first stage မှာဟိုဘယ်လိုပြောရမလဲကိုထွန်း အိမ်သာသွားရင်းနဲ့တွေ့တာတွေ့တဲ့ခါကျတော့ကိုကကိုအားပေးတဲ့အဆိုတော့ဆိုပြေးပြီးတော့ဓမ္မုံရိုက်ခဲတာပါเนาะအဲရိုက်ခဲတဲ့ပုံလေးဆိုပြီးကျွန်တော်တင်ခဲတာပါခင်ဗျာဟုတ် ိုထုံးနေရတော့တခြားအမှတ်တရမရှိဘူးခင်ဗျာဟိုအများကြီးပေါ့နော်ဒါလေးပဲအမှတ်တရကိုပရိသတ်တယောက်အနေနဲ့သူ့ကိုချစ်ပြီးတော့ပေါ့နော်အားပေးခဲ့ရတယ်ကွာအဲ့တော့ fan ပေါ့နော်အဲ့တော့ကိုသားကြီးလည်းဟုတ်မနေဘူးကျွန်တော်လည်းအညာတရလေးပဲပေါ့နော်ចောင်းသားလေးပဲရှိသေးတာကိုចောင်းသားကိုထုံးတော့တကယ်နိုင်ငံကျော်ကြီးဖြစ်နေပြီပေါ့ဖြစ်နေတဲ့အခါကျတော့ကျွန်တော်အရင်အားပေးခဲ့ရတဲ့ဆိုတော့သူတို့ရဲ့တချင်းတွေလည်းအရင်ကြိုက်တယ်လေပြီးတော့မြန်မာပြည်မှာဒီဟို exam အဖွဲဆိုတာကလည်းပထမဦးဆုံးအဖွဲဆိုပြီး wine ban ဖြစ်ခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့လူငယ်တွေကြားမှာအရင်ရေပန်စား ားတာရေပန်းစားတာဖြစ်တဲ့အတွက်သူ့ကိုအရန်အားပေးခဲ့တာပြီးရင်အဲ့ဒီ example အဖွဲထဲမှာလည်းသူကအချောဆုံးလေဟုတ်တယ်မအချောဆုံးဆိုသူရွေးပြီးပို့ပြီးအားပေးခဲ့တာဗောနော်အဲ့ဒါခါကျတော့ကိုထွန်းရဲ့ fan ပါလို့ big fan ပါလို့ဟုတ်သူနဲ့ကအပြင်မှာတွင်းဖြစ်တာအရန်နေတယ် အရန်နေတယ်ပွဲလန်းတဲ့ပြင်မှာတွေ့တယ်ဟိုင်းနှုတ်ဆက်တယ်ဒါတော့ပဲပေါ့နော်စကားတွေဘာတွေအများကြီးမပြောပြဘူးပေါ့ဒါပေမဲ့ကျွန်တော်နောက်ပိုင်းပေါ့နော်ကျွန်တော်လည်းအမှုပညာဒီနယ်ပယ်တွေကိုရောက်လာတဲ့ခါကျတော့အော်အမှုပညာနဲ့ပတ်သက်တဲ့အလုပ်တွေကိုလုပ်ရင်းနဲ့ဒီနယ်ပယ်တွေကိုရောက်လာတဲ့ခါကျတော့တော်ကြအမှုပညာလုပ်နယ်ပယ်တွေဆိုတော့ကိုပဲမင်းသားဖြစ်သားတယ်လို့အဲ့လိုပြောတာမဟုတ်ဘူးပေါ့နော်ကိုလုပ်တဲ့လုပ်ကအမှုပညာနဲ့ဆက်ဆက်တဲ့ခါကျတော့ဒီနယ်ပယ်တွေကိုလည်းရောက်သွားရောအာကိုထုံးနဲ့တွေ့ရတဲ့အခါမှာ तू ကအရန် friendly ဖြစ်တယ်ပေါ့နော်ဟိုအရန်ဖော်ရွေးတယ်အရန် ဆက်ဆံရေးကောင်းတယ်ပြီးတော့အရန်ပျော်တတ်တယ်အရန် active ဖြစ်တယ်သူ့မှာကျွန်တော်အတွက်အတုခိုးကြတယ်အများကြီးပဲပြီးတဲ့အခါမှာအသက်ရွယ်နဲ့မလိုက်အောင်သူအားကစားတွေလေ့ကျင့်ခန်းတွေသူလုပ်တယ် အရန်အရန်ကိုကျွန်တော်တို့ပေါ့နော်လေးစားစရာကောင်းတယ်ကျွန်တော်အတူယူရတဲ့လူတွေမှာပါပါတယ်ခင်ဗျာအဲ့အတွက်လဲကိုထွန်းကိုအရန်လေးစားပါတယ်လို့ဒီနေ့ကနေပြောပြစီခင်ဗျာဒါကတော့သူ့သဘောပါပဲဒါတွေကကျွန်တော်တို့ဘယ်လိုပြောရမလဲဆူတောင်းပေးလို့လည်းမရဘူးလို့ကျွန်တော်အတင်းလို့ယူလို့လည်းမရဘူးပေါ့နော်သူ့ရဲ့အတိတ်ကံမှာပါလာတဲ့သူရှိမယ်ဆိုရင်တော့လဲဒါဖုတ်ခနဲနေအိမ်အောင်ကြရင်လည်းကြသွားမှာပဲအဲသူ့ရဲ့ရေဆက်ကလေးကနည်းနည်းပဲပါလာတယ်ဆိုလဲနည်းနည်းပဲသူစုံသွားမှာပေါ့နော်ဟိုရေဆက်မပါလာခဲ့ဘူးဆိုလဲအခုလိုမျိုးပဲလူပြိုကြီးပွားနေသူရှိနေမှာပေါ့အခုကတော့ကိုလိုပဲသူလဲလူပြိုကြီးဖြစ်တော့တော့ဒါကတော့အဖွဲ့ဝင် င်တူတူဖြစ်တဲ့အတွက်အခုလိုလေးရတော့ပို့ပြောပါတယ်လို့ဗီဂျေရိုဖွဲတော့နော်โอเคအရင်တော့ကတော့လေဒီလားအဲ့လိုအမှုပညာရှင်တယောက်အိမ်တောင်ကြပြီးပေါ့နော်လုတော့မယ်ဆိုကိုကအရင်ဆုံးပြေးပြီးတော့လေသွားပြီးတော့လေဒီလားဟာမာမိတ်ကပ်ပြင်ပေးမယ်နော်ဝတ်စုံထုတ်ပေးမယ်နော်ဓာတ်ပုံရိုက်ပေးမယ်ဆိုပြေးပြောတာဒီလားကျွန်တော်ကလေဒါပေမဲ့အခုနောက်ပိုင်းလဲကြာတော့အသက်အရွယ်ရလာတာလည်းပါတယ်ပြီးတော့ကို့နောက်မှာလဲဒါဂျူနီယာတွေအများကြီးပေါ်လာတဲ့အခါကျတော့သူတို့လည်းနေဟာပေးခြင်းနဲ့စိတ်ကလည်းကို့မှာဖြစ်လာတယ်ပေါ့နော်ကိုကနေရှေ့ဆုံးညနေသွားပြီးပိတ်ပြီးတော့လူဥမာပါ ျွန်တော်နဲ့နောက်တစ်ယောက်နဲ့သွားပြောမယ်ဆိုရင်တော့မှကျွန်တော်ကဒါစီနီယာဖြစ်တဲ့အတွက်ကျွန်တော်အားနာပြီးတော့လက်ခံပါလေဟုတ်တယ်မလားအဲ့တော့ဂျူနီယာရဲ့နေရာရမှာမဟုတ်ဘူးအဲ့တော့အခုနောက်ပိုင်းပေါ့နော်ဘဲဆယ်လီပဲမင်္ဂလာဆောင်ဆောင်ကိုနဲ့ဘလောက်ခင်ခင်ပေါ့နော်သွားမပြောတော့ဘူးအဲကို့ကိုလာပြီးတော့အခွေကြီးဘာလုပ်ပေးဆိုတော့ကျွန်တော်အကုန်လုပ်ပေးတယ်ရန်နာမိုင်တော့ဆိုလဲဟာကို့ကြီးတပွဲလုံးလုပ်ပေးတော့ဆိုကျွန်တော်အကုန်လုပ်ပေးတယ်အဲ့တပွဲလုံးမှာမှမိတ်ကပ်ဆိုဘယ်သူလိမ့်လဲလိမ့်လိမ့်ကြိုက်တဲ့သူလိမ့်ပေါ့နော်ဟာဝက်ဆောင်ဆိုလဲကြိုက်တဲ့သူချုပ်ပေါ့နော်အဲ့သူတို့တွေမလုပ်ဘူးကြံခဲ့တဲ့ ဒီဟိုဘယ်လိုအောက်ခြေသိမ်းအလုပ်ကိုကျွန်တော်လုပ်တာဟောနော်အဲ့လိုမျိုးပေါ့နော်စိတ်ကမတူတော့ဘူးတိလားအသက်ကြီးလာတဲ့အမျှတစ်နှစ်ကြီးလာတဲ့အမျှစိတ်ခံစားချက်တွေပြောင်းလဲလာတယ်ခံယူချက်တွေပြောင်းလဲလာတယ်နော်အဲ့ဒါကြောင့်မလို့ကိုထုံးမင်္ဂလာဆောင်ခဲ့မယ်ဆိုလို့ရှိရင်လည်းအဲကိုထုံးကလှုပ်ပေးပါဆိုကျွန်တော်လှုပ်ပေးမယ်အဲအလှဆုံးဖြစ်အောင်လှုပ်ပေးချင်ပါတယ်ဒါပေမဲ့အခုလိုလေးနေတာကိုလည်းပိုကြိုက်တယ်ဘာလို့ဆိုကိုနဲ့အဖွဲ့ဝင်တူနေတဲ့အတွက်ကြောင့်ပါခင်ဗျာ ကျွန်တော်ဘယ်သူ့အုံမှာတော့အဲ့လိုကန့်လန့်တာတာမရှိပါဘူးခင်ဗျာကျွန်တော်ကိုလာပြောမယ်ဆိုရင်တော့ကျွန်တော်လှုပ်ပေးပြမှာပါခင်ဗျာဟုတ်ဟုတ်ကဲ့ပါကျွန်တော်အားပေးဝင်ရနေတဲ့ချစ်ရတဲ့မိဘပြည်သူတွေအားလုံးကျမ်းမှာချမ်းသာပါစေကိုတာကြီးရဲ့စတူဒီယိုအသစ်ကိုလည်းလာပြီးတော့အားပေးပါအောင်လို့အားလုံးဖိတ်ခေါ်ပါရစေခင်ဗျာကျေးဇူးပါ